အေးမြကြည်နေတဲ့ခံစားမှုအသက်ကြိုက်တယ်။ညောင်းညာနေတဲ့မျက်လုံးအတွက် Viro တို့ခု ပံ့ပိုးမှုများစွာနဲ့ကျင်းပခဲ့တဲ့ဆယ်ကျော်သက်အလှမောင်နဲ့အလှမယ်ရွေးချယ်ပွဲဟာအမှုပညာလမ်းကြောင်းပေါ်မှာရှောက်လန်းကြမဲ့လူငယ်တွေအတွက်တော့အခွင့်လန်းကောင်းတွေကစောင့်ကြိုနေမှာပါဒီပြန်ပွဲမှာရွေးချယ်ခံခဲ့ရတဲ့အလှမောင်နဲ့အလှမယ်တွေအတွက်ဘလို့အခွင့်အရေးတွေကစောင့်ကြိုနေမှာလဲဒီပြန်ပွဲမှာစကားတင်အမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးတည်းကသူတို့အောင်တဲ့မူမခါတို့ဟာအနိုင်ရသူတွေအဖြစ်အရွေးချယ်ခံခဲ့ရတာပါဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်တွေကိုတော့ကွဲစီစဉ်တဲ့ကိုခန့်ကပြောပြပေးမှာပါ ကိုယ်လေးတွေအတွက်သူတို့ကိုသူတို့အသားရည်ထိမ့်သိမ်းကြမယ်သူတို့ရဲ့ style လေးတွေကငွေငွေ style လေးတွေကြီးတဲ့မကရှိလာတဲ့အခါဒီလူပွဲမျိုးတွေရှိတဲ့အခါမှာလည်းမတို့ဝင်ရောက်ရှင်တိုင်းဉာဏ်ပညာထက်မြက်စွာနဲ့အဲ့လိုမျိုးရှိရွယ်ချက်ကလေးနဲ့ ိုတာပေါ့ကျွန်တော်တို့ကဝင်ပြိုင်စီခြင်းနဲ့ရွယ်ချက်ကလေးတွေကိုယ့်ဟာကိုယ်ပြုပြင်ပြောင်းလဲလာနိုင်တဲ့ခက်ကြီးတစ်ခုလည်းပြောင်းလဲလာတဲ့အခါကျတော့ကိုယ့်ရဲ့ဉာဏ်ရည်နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ့်အကြည့်သွေးတွေနဲ့ကိုပြောင်းလဲလာဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်ပြမွေးမှာအနိုင်ရခဲ့တဲ့သူတွေကိုစုငွေ9သိန်းကြီးချီးမြှင့်ခဲ့ပြီး ဇလန်းတွဲတွေရိုက်ကူးတဲ့အခါမှာလဲအဓိကနေရာကနေပါဝင်သေယုတ်ဆောင်ဖို့အခွင့်အရေးတွေကိုပေးသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့အနိုင်ရရှိသူတွေဖြစ်တဲ့တဘူးအောင်နဲ့မိုးမခတို့ရဲ့အမှတ်တရစကားသံတွေကတော့ ဖေးဆွန်နေမှာရေပေါ့နော်ပြိုင်တော့ပြိုင်ပွဲပေါ့နော်ပြိုင်ခဲ့တယ်ပြိုင်ခဲ့တော့ဒီမှာပေါ့မစ္စတိုင်းမစ္စစူပါတင်းပေါ့နော်အဲ့ပြိုင်ပွဲမှာကျွန်တော်လာကန်းလန့်နေပေါ့ပြိုင်မလားပေါ့နော်ဒီပွဲရပေါ့အော်ပြိုင်မလားဆိုတော့တကယ်ကြီးနေပြိုင်လိုက်တာဟိုဟာရမလို့မထင်တော့ဘူးပေါ့နော်အားနေကွာကြောက်ပါအမညာ မင်းဆရာပါတဲ့အတွက်ညီမအနေနဲ့ဆက်လက်ပြီးတော့ရှေ့ဆက်လမ်းမှုတွေအားတစ်ခုဖြစ်သွားပြီပေါ့နော်အားတစ်ခုရသွားပြီအဲ့တော့ညီမရှေ့ဆက်ပြီးတော့လူပညာလောကကိုယုံကြည်နဲ့ဆက်ပြီးရှောက်လမ်းသွားတော့ပါပါတော့မယ်ရှင့်ဟုတ်